ပြည်မျိုးကိုရောက်နေတဲ့တပိတ်စကြောင်းကိုဘကိုတိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့လာရောက်ပြီးတွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။ဒေါခင်ဘာကတင်ဆက်ထားတာပါ။ပြမတပိတ်စကြောင်းကအကြောင်းသားတွေကိုဘကိုတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီမံကိန်းနဲ့သီးပွားရေးဝန်ကြီးလူမှုရေးဝန်ကြီးတွေကဖေဖော်ဝါရီလ10ရက်နေ့ညပြည်မျိုးရွှေပေါက်ပင်ကျောင်းတိုင်မှာလာရောက်တွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့လူထုကကြတော့တီတာတွေကျွန်တော်တို့အလုပ်မခံနိုင်ဘူး။ လို့ဝင်ဆက်နေတဲ့အတွက်ဒီဘက်ကအင်အားပြလीမ sorry အင်အားပြတော့ဟုတ်ဘူးเนาะအင်ဂယ်တို့အုံချုံကြီးအတွက်လူအများကြီးတုံးနေလူလူကပုံများလာတယ်အဲ့တော့အင်ဂယ်တို့အဲ့ဒီကတခြားလုံးတွားနေတယ်ဒါဟိုညဘက်မှာအဲ့ညမှာအဆောက်ကြီးရှိတယ်ကျွန်တော်တို့တညလုံးကျွန်တော်တို့ဖုန်းနေဆက်ပြီးတယ် ဒါဒီမျိုးကကျွန်တော်တို့လည်းလည်းမကြည့်ဘူးကျွန်တော်တို့ဖုန်းနံပါတ်တွေကိုကြည့်နေတယ်သူတို့ကသူတို့အဲကားနဲ့မောင်းလိုက်ကားနဲ့မောင်းလိုက်နေသူကတော့ဘယ်နှယောက်ဖြစ်နေရဲတွေပြီးမှသမင်းချက်စားရတယ်သူကတော့ပြီးတော့မရှိဘူးဒါမျိုးကြီးကျွန်တော်တို့အများကြီးတော့တော့ကျွန်တော်တို့အတွေ့အကြုံကတော့အင်ကယ်တို့အစိုးရပေါ့ဗျာညားပြီးပေါ့ဘလုံးကြီးကြီးကြီးယူတယ်လူလူဆိုရင်ကြီးကြတယ်အကြီးကလည်းအကြီးကြီးရယ်ကျွန်တော်တို့ညီရောက်လာဒါဒါလေးလည်းကျွန်တော်တိ့ဖို့အကြံပေးရအောင်အင်ကယ်တို့လူလူကြီးချိန်နေတယ်ဗျာဒါလေးလည်းနေစဉ်းစားလို့ကြောက်တယ်ကျွန်တော်အကြံပေးရအောင် လေပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မဲ့ဖေဖော်ဝါရီလ17ရက်နေ့မတိုင်ခင်တရက်လိုမှာတိုင်းဒေသကြီးဝင်ကြီးနဲ့အဖွဲ့အခုလိုရောက်ရှိလာတာဖြစ်ပြီးတရားရည်ရတဲ့ဆွေးနွေးပြုဆုံမှုတွေတော့မရှိခဲ့ပါဘူးအခုလိုလာတွေ့တဲ့အနေအထားမျိုးမှာရလက်ဆိုတာကသူတို့အနေနဲ့လာတွေ့ပြီးတော့ပြောတဲ့ပုံစံကတော့ ထွေးလာတိတ်တဲ့ပုံစံမျိုးပေါ့နော်ဟိုသူတို့ပုံဝင်လင်းလင်းပြောကြနေတာဒီအရင်အစိုးရထုတ်ပြန်ချက်တွေထုတ်ထားတဲ့ပုံစံတိုင်းပဲကျွန်တော်တို့အချိန်ကိုရပ်တန့်အောင်တခုရနောက်တစ်ခုကနိုင်ငံရေးကစားရတယ်ပေါ့နော်သူတို့ဘက်ကယူသားတယ်သူတို့ဘက်ကပွင့်လင်းတယ်ကျွန်တော်တို့ကတော့တမင်တစ်ခါကိုဟိုစုပူလုံးစော်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကိုသူကပြခြင်းနဲ့အသေးပင်နဲ့ဒါပြည်သူ့ကြားမှာခြားပြခြင်းတော့လာတွေ့ရတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးတွေကတော့ဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်လို့ DBB ကလိုက်လံမမြန်ခဲ့ရမှာတော့ရှင်းလင်းတဲ့ဖြေကြားချက်တွေမပေးခဲ့ပါဘူးအောက်အောင်းနေလို့ပေါ့နော် အောင်မြင်ပါတယ်အောင်မြင်ပါတယ်သူတို့လည်းဟိုဒါကိုလိုတွေးဆုံလဲဆိုတော့သူတို့ရဲ့ရှင်တွေကဖော်ထုတ်ရှင်တဲ့ဆာရလေးသူတို့ဖော်ထုတ်ခွင့်ရတာပေါ့ကွာနော်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ3ရက်နေ့ကအစိုးရဘက်ကနေတဖက်သက်ရွှေဆိုင်ခဲ့တဲ့လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကိုဖေဖော်ဝါရီလ17ရက်နေ့မှာပြန်လည်စတင်မှာဖြစ်ပေမဲ့လို့လည်းပြည်မြို့မှာရောက်ရှိနေတဲ့ပင်မတပိတ်စစ်ကြောင်းကတော့ရွှေတော်မြို့နယ်ဝါလရယာကိုဆက်လက်ချစ်တက်သွားမယ်လို့သိရပါဗျာကျွန်မခင်ပါပါရှင်